ားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်က KB Weapon နဲ့ဂျမဝင်းရှာလို့ရမယ့် game လေးကိုသူငယ်ချင်းတို့ကိုမျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုအောက်မှာရှာပေးထားတဲ့ link ထက်ကနေသူငယ်ချင်းတို့ကဝင်လိုက်မယ်ဆိုရင် Play Store ထက်ကိုရောက်လာမှာဖြစ်ပါတယ် Play Store ထက်ကိုရောက်လာပြီဆိုရင်သူငယ်ချင်းတို့က game install မလုပ်ရသေးဘူးဆိုရင် install လုပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်က install လုပ်ပြီးဖြစ်တဲ့အတွက်ဒီ open ဆိုတဲ့နေရာလေးပုံနေတာပဲဖြစ်ပါတယ် သူငယ်ချင်းတို့က game install လုပ်ပေးပြီးဆိုရင်ဒီ open ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါ open ဆိုတဲ့နေရာလေးကိုနှိပ်ပြလိုက်ပြီးဆိုရင်ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်ဘာသာစကားရွေးချယ်ရတဲ့ဟာဖြစ်ပါတယ်ဒီ language ဆိုတဲ့နေရာလေးမှာကျွန်တော်တို့က english ဆိုတဲ့နေရာလေးမှာဒီနေရာလေးမှာကျွန်တော်တို့အမှန်ချစ်ပြီးတော့ဒီအောက်က conference ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ် conference ဝင်နေရာလေးကိုနှိပ်ပေးလိုက်ပြီဆိုရင်သူငယ်ချင်းတို့ကဒီနေရာလေးကိုရောက်ရှိလာမှာပဲဖြစ်ပါတယ်ကျွန်တော်ကပတ်စံထုတ်ပြီးတော့နောက်တစ်ခါ gain အတိတ်ကစားထားတာဖြစ်တဲ့အတွက်ကျွန်တော်မှဒီမှာ coin က2400ရှိလာပြီပဲဖြစ်ပါတယ်သူငယ်ချင်းတို့ကဒီမှာပေါ့เนาะကျွန်တော်တို့ကဒီထက်ကိုကြည့်လိုက်မယ်ဆိုရင်ဒီအောက်မှာ training ဆိုတဲ့ option နဲ့ဒီအောက်မှာရှိတဲ့ daily reward ဆိုတဲ့ option တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ training ဆိုတဲ့အပေါ်ဆုံးက option လေးကို the chain နှိပ်ပေးလိုက်ပါမယ်ဒီ option လေးကိုကျွန်တော်နှိပ်ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်သူကပေးထားတဲ့ game လေးခုကိုကျွန်တော်တို့တွေ့မှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ game လေးခုတည်းကပေါ့နော်ဒီအလေကနှစ်ခုပဲစိုက်တဲ့အတွက်ဒီအလေကနှစ်ခုကိုပဲအမှန်ချစ်ထားတာဖြစ်ပါတယ်သူငယ်ချင်းတို့က game လေးခုလုံးကစားချင်တယ်ဆိုရင် game လေးခုလုံးကိုအမှန်ချစ်ပေးလို့ရပါတယ်ဒီ game တွေကိုကျွန်တော်တို့ကဘယ်လိုကစားရမလဲဆိုရင်ဒီမှာပေါ့နော်သူကသူပြထားတဲ့ cut တွေထက်ကနေကျွန်တော်တို့ကရှင်သွေးပေးရမှာဖြစ်ပါတယ်သူရဲ့ cut တွေကိုကျွန်တော်တို့ရွေးပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုးပါကျွန်တော်တို့ဖြစ်ပါတယ်ကျွန်တော်တို့ကဒီမှာပေါ့နော်နောက်တစ်ခုဒီ game တစ်ခုပြီးရင်နောက်တစ်မျိုးကျွန်တော်တို့ ဆော့ပေးရမှာဖြစ်ပါတယ်ဒါကကြတော့အပြင်မှာသူကအပြင်မှာတုံးခုပေးတယ်ပေါ့နော်ကျွန်တော်တို့ကမှန်တဲ့အဖြစ်အာတခုကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်သူငယ်ကျွန်တော်ကဒီမှာပေါ့နော်သူကအာမေးထားတာဖြစ်တယ်ပေါ့နော်တရားအနှုတ်35ဆိုပြီးတော့သူကမေးထားတာဖြစ်ပါတယ်တရားက35ကိုနှုတ်ရင်ဘယ်လောက်ရလဲဆိုတဲ့အဖြစ်မှကျွန်တော်တို့က အဖြစ်မှန်မှန်လည်းပဲပြဿနာမရှိပါဘူးကျွန်တော်တို့နှစ်ခါသုံးခါရွေးချယ်လို့ရပါတယ်ကျွန်တော်ကဒီမှာ55ကိုရွေးချယ်ပေးလိုက်တယ်ဆိုရင်သူကအဖြစ်မှားလို့ပြောတယ်ပေါ့နော်ဒါကျွန်တော်က65ဆိုတော့ကိုရွေးချယ်ပေးလိုက်တယ်ဆိုရင်သူက coin တက်လာတာပဲဖြစ်ပါတယ်ကျွန်တော်တို့က game ဆော့ပြီးတော့၃ပွဲနိုင်ထားပြီဆိုရင်ဒီအောက်မှာရှိတဲ့တစ်တာပုံလေးထပ်မဒီလိုမျိုးပေါ်လာပြီဆိုရင်တစ်တာပုံလေးထပ်ဝင်နှိပ်ပေးပြီးတော့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့က ဒီမှာသူယူတဲ့ coin ငါးဆနေရာရောက်ရင်ကျွန်တော်တို့ကဒီအောက်မှာရှိတဲ့ claim ဆိုတဲ့နေရာလေးကိုနှိပ်ပေးပြီးတော့ကြော်ညာသဘုတ်ကြည့်ပေးပြီးတော့ coin ယူလို့ရပါတယ်ကျွန်တော်ကဒီနေရာမှာ coin မယူပြတော့ပါဘူးပေါ့နော်သူငယ်ချင်းတို့ gain ဆိုရင်တော့ဒီအောက်ကဟာကို coin ကိုယူပေးလို့ရပါတယ်ပြီးတော့ကျွန်တော်တို့ကဒီအောက်မှာရှိတဲ့ daily reward ဆိုတဲ့ option လေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးတော့ဝင်ကြည့်ပါမယ် ကျွန်တော်ဒီ daily option ထက်ကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ကဒီအရင်ဆုံးကျွန်တော်တို့ဒီ lucky wheel ဆိုတဲ့နေရာလေးကိုကျွန်တော်တို့နေပေးရမှာဖြစ်ပါတယ် lucky wheel ကြောင့်ကိုကျွန်တော်ရှင်းပြပေးပါမယ်ဒီ lucky wheel တဲ့ကိုကျွန်တော်တစ်ချက်ဝင်လိုက်တယ်ဆိုရင်ဒီဟာလေးကိုတွေးရမှာဖြစ်ပါတယ်ဒီ lucky wheel ကတော့ပေါ့နော်ကျွန်တော်တို့တရက်ကို10ကြိမ်လှဲလို့ရမှာပဲဖြစ်ပါတယ် ကျွန်တော်တို့ဒီ lucky wheel ကိုကျွန်တော်ဘယ်လိုယူရမလဲဆိုရင်ဒီအောက်မှာရှိတဲ့ start drawing ဆိုတဲ့နေရာလေးကိုနှိပ်ပေးပြီးတော့ကျွန်တော်တဘုတ်ကြည့်ပြီးတော့ spin တခါလှည့်ပြီးတော့လဲ coin ရှာလို့ရမှာပဲဖြစ်ပါတယ်ပြီးတော့ဒီအောက်ကစက်ကူဝန်းပုံလေးနဲ့ဟာလေးကိုကျွန်တော်တို့တစ်ချက်အာကျွန်တော်တစ်ချက်ရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီ game ကိုအာတရက်ကိုတနာီနှုံးနဲ့ကစားပေးရမှာဖြစ်ပါတယ်ပို့နော်ကျွန်တော်တို့ မအားရင်တော့မကျွန်တော်တို့ကတရက်ကိုတနားရီနှုံးနဲ့ဝင်ပြန်ဒီနောက်နေ့ကျရင်တော့ဒီမှာပုံတော့ကျွန်တော်တို့က coin တထောင်ကျော်အဲ့လိုမျိုးသူကအများကြီးပေးมาဖြစ်ပါတယ်မကျွန်တော်ကတော့ဒီမှာဒီ game ထဲမှာ15မိနစ်နေထပြီးဖြစ်တဲ့အတွက်ကျွန်တော်ကျွန်တော်ကိုဒီမှာ coin ယူဖို့သူကပြတာပဲဖြစ်ပါတယ်ဒီလိုပုံတော့ကျွန်တော်တို့ဒီလိုမျိုး coin ယူလို့ရပါတယ် ဒီအောက်ကဟာတွေကလည်းပဲကျွန်တော်တို့ game ဆိုရင်လည်းသူကပေးထားတဲ့ coin တွေဖြစ်ပါတယ်ဒီ game ကတော့ဘုံတော့ကျွန်တော်တို့ဆော့ရသားတွေပါတယ်နေ့တိုင်းဝင်ဆော့ပေးမယ်ဆိုရင်တော့သူက coin တထောင်အထိသူကအများတပွဲကိုတထောင်အထိအများဆုံးပေးတာဖြစ်ပါတယ်ပြောဘောနော်ဒီစက်ကူပုံးလေးကိုလည်းပဲနှိပ်ပြီးတော့ကျွန်တော်တပုတ်ချပြီးတော့ကွန်ယူလို့ရပါတယ် ဒီမျိုးပေါ့နော်ကျွန်တော်တို့ကျွန်တော်ဆက်တိုက်ကစားပေးမယ်ဆိုရင်တော့သူကကျွန်တော်တို့ game ဆော့ပြီးတော့ကျွန်တော်တို့က game 3ပွဲဆော့ပြီးတိုင်းဒီအောက်ကတစ်တာလေးကိုဖောက်ပေးရမှာဖြစ်ပါတယ်ဒီအောက်ကတစ်တာလေးကပေါ့နော်ကျွန်တော်တို့ game ကို level များများဆော့လေသူကဒီတစ်တာထက်မှပေါ့နော် point အများကြီးပေးလေဖြစ်ပါတယ်ဒီတစ်တာလေးကို3ပွဲဆော့ပြီးတိုင်းယူဖို့မမေ့ကြပါနဲ့ပေါ့နော် ဒီ game ကတော့ဆော့ရလွယ်ကူပြီးတော့တအားကို꽌ယူတဲ့နေရာလဲညတာပဲဖြစ်ပါတယ်တရက်ကိုတနာရီလောက်ချင်းပြေုံနဲ့ပုံတော့ကျွန်တော်တို့အာပတ်စံအများကြီးရှာလို့ရတာပဲဖြစ်ပါတယ်ကျွန်တော်ပတ်စံထုတ်မယ်ဆိုရင်ပုံတော့ကျွန်တော်တို့ဒီ꽌ပေးနာကပတ်စံအပုံလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်နှိပ်ပေးလိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ကပတ်စံကိုအာပြေပြေနဲ့ထုတ်ရမှာဖြစ်ပါတယ်ပုံတော့ကျွန်တော် ဒီမှာပြပြနဲ့ကျွန်တော်တို့ထုတ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့က coin တသိန်းခွဲရလာပြီဆိုရင်ပေါ်နေကျွန်တော်တို့ဒီမှာ 150k ပေါ်နော် coin တသိန်းခွဲရလာပြီဆိုရင်ဒေါ်လာတဒေါ်လာထုတ်လို့ရမှာဖြစ်ပြီးတော့ coin တိန်း20ရလာပြီဆိုရင်ဒေါ်လာ20အထိထုတ်လို့ရပါတယ် now game တကူကတော့ကျွန်တော်တို့ဒီ spot the different delight ဆိုတဲ့ game လေးဖြစ်ပါတယ် ဒီ game ရဲ့ link ကိုလည်းကျွန်တော် video ရဲ့အောက်မှာချပေးထားတာပဲဖြစ်ပါတယ်။သူငယ်ချင်းတို့က link ထက်ကနေအနှိပ်ပြီးဝင်လိုက်မှဆိုရင်ဒီ Play Store ထဲကိုရောက်လာမှာဖြစ်ပါတယ်။ထုံးစံတိုင်းပေါ်တော့ကျွန်တော်သူငယ်ချင်းတို့ကဒီမှာ install လုပ်ပေးရမှာဖြစ်ပါတယ်။ကျွန်တော်က install လုပ်ပေးလုပ်ပြီးသားဆိုတော့ကျွန်တော်ဒီမှာလုံးမပြပေးတော့ပါဘူးပေါ့နော်။သူငယ်ချင်းတို့က install လုပ်ပေးပြီးဆိုရင်ဒီမှာ Play ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးပြီးတော့ဝင်ပေးရမှာပဲဖြစ်ပါတယ်။ လေးဆိုတဲ့နေရာဝန်နှိပ်ပေးပြီးဆိုရင်သူငယ်ချင်းတို့က Gmail အကောင့်နဲ့ဝင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာ Gmail အကောင့်နဲ့ဝင်ပေးပြီးဖြစ်တဲ့အတွက်အကောင့်ကိုချက်ချင်းတန်းရောက်တာပဲဖြစ်ပါတယ်ပေါ့နော်အကောင့်ဖွင့်နေတည်ခြင်းတော့ကျွန်တော်အပေါ်မှာဒီ game နဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုတင်ပေးထားတာပဲဖြစ်ပါတယ်ဒီမှာပေါ့နော်ကျွန်တော်က game ဆော့ထားတာဖြစ်တဲ့အတွက် coin 3000 6000ရပြီပဲဖြစ်ပါတယ်ဒီ game ကပေါ့နော်ကျွန်တော် ခုနပဲ9ဒေါ်လာထုတ်ထားတာဖြစ်ပါတယ်ကျွန်တော်ကဒီမှာဖုန်းတော့11 20ခဏပြောင်းနေပြီပဲဖြစ်ပါတယ်ကျွန်တော်က game တပွဲဆော့ပြလိုက်ပါမယ်ဒီ game ကဘယ်လိုဆော့ရလဲဆိုတော့ကျွန်တော်တို့ကပုံသူကပုံနှစ်ပုံပေးထားတာဖြစ်ပါတယ်ပုံနှစ်ပုံထက်ကမတူတဲ့အရာ3ခု4ခုပုံကျွန်တော်တို့ရှာပေးရမှာပဲဖြစ်ပါတယ်ပုံတော့ဒီအပေါ်ကပုံတစ်ခုနဲ့အောက်ကပုံ တခုပေးထားရတယ်ပေါ့နော်ဒီပုံထက်ကဟာကိုကျွန်တော်ကမတူတဲ့ဟာကိုရှာပေးရမှာဖြစ်ပါတယ်မတူတဲ့ဟာတွေးပြီဆိုရင်ကျွန်တော်တို့ကတစ်ချက်ထောက်ပေးရမှာဖြစ်ပါတယ်ဒီမှာပေါ့နော်သူကဒီခုံပေါ့နော်ဒီပုံထက်မှာကြတော့ဒီခုံထက်ကခေါင်းနဲ့ဒီခုံထက်ကခေါင်းကအယောင်မတူဘူးပေါ့နော်အဲကြောင့်ကျွန်တော်ကအဲ့တော့တစ်ချက်ထောက်ပေးလိုက်ပါမယ်ဒီလိုမျိုးပေါ့နော်ပြီးတော့ဒီ အပေါ်မှာပေါ့နော်ပကြီပုံကဒီနာကပကြီနဲ့ဒီနာမတူပါဘူးပေါ့နော်အဲအကြောင်းကျွန်တော်ကဒီနာဝိုတစ်ချက်ထောက်ပြလိုက်ပါမယ်ပြီးတော့ပေါ့နော်ကျွန်တော်တို့ကဒီမှာပေါ့နော်မတူတဲ့ဟာသုံးခုရှာကြည့်ပြီးဆိုတော့ကျွန်တော်တို့ဒါကိုအဲခိန်းသဘွယ်နိုင်ပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာပုံတော့ကွိုင်ငါးစားတိရပါတယ်ဒီဂိမ်းကတော့ကျွန်တော်အကြိုက်ဆုံးဂိမ်းပါပဲ ဒီမှာပေါ့နော်သူပေးထားတဲ့ coin က89 coin ဖြစ်ပြီးတော့ကျွန်တော်တို့9ဆဆိုရယ် coin 400ကျော်ရပါတယ်သူငယ်ချင်းတို့ကဒီ game ကိုတရက်ကိုအပွဲ30လောက်ဆော့ရင်တော့တပွဲကို coin 1000ကျော်ရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့အခုအာဒီ game တမဝင်တာတရက်ဖြစ်ပြီးဖြစ်တဲ့သူ coin 400ကျော်ပဲရပါတယ်အဲကျွန်တော်ကအာ coin ယူမယ်ဆိုရင်ဒီ naga claim ဆိုတဲ့နေရာလေး leen fi ex en le genero ne pe Jo da bo je pe kwa niya, ya ma pe bare genero ga kwa go skelo me jobbilo me ya wau genero. genero jo da bo jipe ma bono tu pire di kwa le a jowo ya ma pe bare genero wa jo ma jibe di a ga kalem so en eh, ne a le won ne pe be yume so en eh, no di a bo ga kwa se se go kwa go we ya ma pe pare. ီ game shop ပုံကတော့ဒီလောက်ပါပဲပုံတော့ကျွန်တော်ကတော့ကြော်ညာမကြည့်ပြတော့ပါဘူးပြီးတော့ကျွန်တော်တို့ကဒီအေတစ်တာလေးထွက်လာပြီဆိုရင်ဒီတစ်တာလေးကိုနှိပ်ပေးပြီးတော့လဲကျွန်တော်တို့ကြောင့်ညာတဘောက်ချိပေးပြီးတော့ကွိုင်း ယူလို့ရပါတယ်ဒီ game နှစ်ခုကတော့ပုံတော့ခုကျွန်တော်ပြောပြတဲ့ game နှစ်ခုကတော့ solid level မြင့်လေကျွန်တော်တို့ quay ပူရလေးပဲဖြစ်ပါတယ်